ကဲလေးနိုင်ထိုးပြီးကဲပြီးခဲ့တဲ့နေ့ကယုတ်ကမထမ်းပိုင်းနော်အဲဒီတော့ယုတ်ကမထမ်းပိုင်းမှာလည်းရှိဝပိုင်းကဝိပင်းတကရာမှာပြောသလိုပေါ့နော်တထဘဂဝါရူပကမထဏံကထင်တော်သင်္ခေပမနတိကာရဝတိနာဝဝိထာရမနတိကာရဝတိနာဝသတုဓာတုဝဝဋ္ဌဏံကထေတိ ဝိပဿနာပိုင်းရောက်တဲ့အခါကျတော့ယုတ်ကမထန်နံကမထန်နှစ်မျိုးပဲရှိသေးတယ်။အဲဒီယုတ်ကမထန်နံကမထန်နဲ့ဆက်လင်းပြီးတော့ရှေးဥစွာမြတ်စွာဘုရားယုတ်ကမထန်ကိုဟောတယ်။အဲဒီယုတ်ကမထန်မှလည်းပဲအကျဉ်းဤအကျဉ်းဤရဲ့လို့ရှိတယ်။အကျဉ်းဤအကျဉ်းဤမှလည်းပဲအကျဉ်းဤကို ရှေးဥစွာဟောတယ်ဆိုတော့သမထယန္တိကပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့် ဖြစ်ခဲ့မယ်ဆိုရင် အာနာပါနစရုဒ္ဓဇမထပြီးတော့တလံမြလောက်ရှိတဲ့ဒီရူပကာယမတည်ရင်ဒီတဲ့တိုင်ထိုင်ထားတဲ့တိုင် မာကျန်လေးပြောချဖို့ပထဝီတယုစီဖွဲ့စီအာဘုဒ္ဓဘူဧတိဇောတထောက်ကမှုတွန်ကမှုဝါယောတာဓာတ်တွေကိုတစ်ခုစီတစ်ခုစီတစ်လုံးစီတစ်လုံးစီစင်ကျင်သုံးသပ်ပြီးတော့ဥပ္ပစာရသမာဓိကိုထူထောင်ထူထောင်လိုက်တော့ခန္ဓာကိုယ်တစ်ခုလုံးနောက်ဆုံးကြည်လင်တော့ပါတဲ့ ရေကဲတုံးဖန်နှုံးကဲသူဖြစ်ပြီးယုတ်ကလအမုံတွေအဲ့ဒီယုတ်ကလအမုံတွေမှာလည်းပဲဓာတ်ကြီးလေးပါဆက်လက်ပြီးတော့တင်စီတဲ့ကြီးမုံကြီးမုံတွေကို ခွဲခြားပြီးတော့လည်းအနေစုများစုတွေမှာမဟာဗုဒ္ဓဓာတ်ကြီးလေးပါတင်စီတဲ့ဓာတ်ကြီးလေးပါကိုမိတွေ့နေတဲ့ဥပါဒယုတ်ပြီးပြီးသွားတော့၆ द्वार မှာရှိတဲ့ယုတ်ကလအမျိုးအစားတွေမျက်လုံးမှာဆိုရင်လည်းယုတ်ကလအမျိုးအစား9မျိုး ယုံမျိုးစား63အဲ့ဒီအကြောင်းนี่တဘောအချင်းချုံပြီးတော့ပြောခဲ့တယ်အချင်းချုံတော့မဟုတ်ပါဘူးတကယ်လို့ရင်လည်းအဲ့ဒီတိုင်းပဲရှုရတော့မှာဘူးစကုဒ္ဒါရတစ်ခုကိုပဲကုံစင်အောင်ပြောပြီးဉာဏ်နဲ့ဒွါရတွေကထုံနှီးတူပဲဆိုပြီးတော့တင်းခဲ့တာလေ အဲ့ဒီတော့သကုဒ္ဒဝါရမှာယုတ်ကလမျိုးစား9မျိုးရှိတယ်ယုတ်မျိုးစား63ဂျန်တဲ့ဒ္ဝါရတွေလည်းထုံးဤတူကာယဒ္ဝါရကြတော့ယုတ်ကလမျိုးစားက6မျိုးပဲရှိတယ်ယုတ်ကလယုတ်မျိုးစား53မျိုးအဲ့ဒီတော့ဒီနေ့တော့အဲ့ဒီဇာယကွက်ကလေးတော့ပါလာတယ်အဲ့ဒီဇာယွက်ကအကုန်လုံးအလင်းမမိလိုက်ဘူးနဲ့တူတယ်နော်အဲ့မပြင်းမရောက်လိုက်အဲ့ဒီတော့ဒီတစ်ခေါက်တော့မမိလိုက် အဲ့ဒီတော့6ဒွါရမှာရှိတဲ့ယုတ်ကလမျိုးစား9မျိုးယုတ်မျိုးစား63နော်ကာယဒွါရတော့တခွဲရော့တယ်အဲ့ဒီအပိုင်းကိုတော့ယုတ်ကမထံအကျဉ်းနီးအကျဉ်းနီးကတော့52ကုဋ္ဌာတာ52ကုဋ္ဌာတာဆိုတာက32ကုဋ္ဌာတာရဲ့တေဇောကုဋ္ဌာတာ၄မျိုးဝါယောကုဋ္ဌာတာ၆မျိုးပေါင်းလိုက်တော့52ကုဋ္ဌာတာတဲ့ 32ခုထာတာဆိုရင်လေကာယဒွါရဇာခွရဆိုရင်တော့ယုတ်ကလအမျိုးစား6မျိုးရမယ်အဲ့ဒီ6မျိုးကဘာလဲဆိုတော့သဘင်ပေါ့နော်တမာတိမိမိရရှိပြီးတော့တမာတိကိုထူထောင်တယ်တမာတိမှထပြီးသဘင်ဆံပင်သဘင်မိမိရဲ့ဥကောင်းမှရှိတဲ့လှံအာယုံယူတွေ့မယ်အရင်မြစ်ကိုပါအာယုံယူရမယ်ပတာရယုတ်ကိုရဖို့ရန်အတွက် ဇပင်သက်သက်ဆိုရင်တော့လည်းပတာရယုတ်ရမှာတော့မဟုတ်ဘူး။ဒါကြောင့်လည်းဆိုတော့ဇပင်ကိုကတ်ကြည့်နေ၊ကိုက်လိုက်တယ်၊ဖြတ်လိုက်တယ်။ဆိုလို့ရှိရင်နာရယ်ဆိုတာဘယ်သူမှမအော်ပါဘူးနော်။အဲအဲ့ဒီတော့အရင်အမြင့်အရင်အမြင့်ကိုယူပါမှသာလေအရေပါထဲမှာမြုပ်နေတယ်။အရေပါရေတူထဲမှာမြုပ်နေတယ်အရင်မြင့်ကိုပါဓာတ်လေးပါအာဂတတယုတ်ကလပိုင်းခြားယူလိုက်ယုတ်ကလအပုံနေကြီးပဲ။အဲ့ဒီကာယဒွါရအရာ ဒီဇပင်ကကာယဒွါရပဲအဲ့ဒီဇပင်မှာရရှိတဲ့ယုတ်ကလာမျိုးစား6မျိုးရှိတယ်ကာယအကြီး10မျိုးရှိတယ်ကာယတတကကလဘာဝယုတ်10မျိုးရှိတယ်ဘာဝတတကကလတို့ကတော့မကြည့်ဘူးဇီဝိတနဝကကလ9မျိုးရှိတယ်စိရိဇာထကလ10မျိုးရှိတယ်ဥဒုဇာထကလ10မျိုးရှိတယ်အဟရဇာထကလ10မျိုးရှိတယ်ယုတ်ကလာမျိုးစားက6မျိုးယုတ်မျိုးစား 53မျိုးတဲ့အဲယခုတော့လေယောဂီတွေကတလောက်ပဲနားလည်ထောင်ပေါ့လေတကယ်တကယ်ရောက်တဲ့အပိုင်းကျတော့တကယ်ရှုရမှာပေါ့ဒါဝိပဿနာရဲ့အရှုခံအာယုံဖြစ်တဲ့ယုတ်တရားတွေကဘာတွေလဲဆိုတာသိဖို့ရန်အတွက်စာပေနဲ့ညီအဘိဓမ္မာနဲ့ညီသွားနေတာကယုတ်သွားကျင်တာကနံဒီသဘောမျိုးမဟုတ်ပါဘူးတဲ့နော်ယုတ်ကလနဲ့ပရမတ်တွေပရမတ်တွေကသဘောတရားတွေပါပဲ မြင်နိုင်ခဲ့တယ်သိနိုင်ခဲ့တယ်တဲ့ပြီးကြရနေကပြောသလိုမြင့်မောင်တောင်ကြီးဖြင့်ဖုံးပြီးထားအပ်တဲ့မုံကြီးစေပမာမြင်နိုင်ခဲ့ပါလေ။တမာရီမရှိရင်တော့မုံကြီးစေပမာမြင်နိုင်ခဲ့တယ်။တမာရီရှိပြီဆိုရင်တော့ပင်ပေးတဲ့သူလည်းပဲရှိတယ်အချောင်းကျညီညွတ်တယ်ဆိုရင်မခက်တော့ဘူးတဲ့သိပါတယ်မြင်ပါတယ်တဲ့ပဇာနာတိကွက်ကွက်ပြပြသိပါတယ်တဲ့နော်။အဲဆဗေင်္ဂလည်းပဲကာယဒွါရဖြစ်စီအတွက်ကြောင့် စဗေနပတ္တတဲ့ယုတ်တရားတွေကိုပိုင်းခြားယူပြီးတော့ပရမဉာဏ်မြင့်ဆိုင်အောင်သိစေမွေးခြင်းလည်းထုံနေတူပဲဒါသရုဒ္ဒဇံပိုင်းပြီးတော့32ကုဋ္ဌာသာရှုပုံမှာပြောလိုက်တယ်မဟုတ်ဘူးလားဇံပင်မွေးခြင်းခြေတဲ့လက်တဲ့သွားရေရူရေပါအသာချိုယူယူတွင်ခြင်းစီအညွတ်နှလုံးသည်မြေဖြင့်ဆုပ်ဥမဥသိသာသစ္စာဟောဥနောက်သည်ခြေတလိပြည်သွေးချွေးစီကဲမျက်ရည်စီကြည်တွေ၌အစေးကျင်ငယ် သူတို့ကကာယံဓာရဆင်းရင်ဝင်နေပါပဲ။ဉာဏ်နဲ့ချင်းချင်းချင်းကဓာရီကတော့ဥဒ္ဒဇာယုတ်နဲ့ပတ်သက်တာတွေ။စိတ်နဲ့ပတ်သက်တဲ့စိတ္တဇာယုတ်တွေသူတို့ကတော့ရှင်းမျိုးအဲဓာမျိုးတွေအထက်ကလတ်တွေဒီလောက်သာရမှာ။အပြည့်မရတာလည်းရှိတယ်။ကာယံဓာရဆင်းရင်ဝင်နေရတော့များတော့ဗောလေ32ခုထာတာ။အဲ့ဒီ32ခုထာတာကိုလည်းပဲ ကောဋ္ဌသရိုင်ကောဋ္ဌသရိုင်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ယုတ်ကလံအမုံတွေကြည့်ပြီအဲ့ဒီယုတ်ကလံအမုံတွေ32ကောဋ္ဌသာပိုင်းရောက်ပြီဆိုရင်လည်းပဲကောဋ္ဌသတွေရှိသေးလားဆိုတော့မရှိတော့ဘာတွေဖြစ်ကုန်လဲယုတ်ကလံအမုံတွေကြည့်ပဲဖြစ်ကုန်လဲယုတ်ကလံနဲ့ပရမတ်တွေကြည့်ပဲရှိတော့တယ်32ကောဋ္ဌသာရှုတဲ့အပိုင်းတုန်းကတော့အတိညာဉ်နဲ့ထဲပါငါပုဂ္ဂိုလ်တ attva ရှိသလားဆိုတော့ မရှိဘူးတဲ့ဘာတွေရှိတယ်လဲဆိုတော့ဆံပင်မွေးခြင်းခြင်းတယ်လက်တဲ့သွားတွေရေပါခြင်းငယ်တိုင်အောင်ဒါပဲရှိတယ်။ယခုယုတ်ကမထမ်းမှရောက်တဲ့ခါကျတော့32ခုထပ်သားလည်းမရှိတော့ဘာတွေဖြစ်ကုန်လဲယုတ်ကလအမုံတွေနဲ့ပရမတ်တွေပဲရှိတော့တယ်။အဲ့ဒီတော့တက္ကရာဒိဋ္ဌိတက္ကရာဒိဋ္ဌိဒီကိုခွာတယ်ဆိုတာသူ့အစင်နဲ့သူ့အစင်နဲ့ခွာသွားမယ်ဆိုရင်ကွာတယ်ပေါ့။အဲ့ဒီဘိုင်းနဲ့မရောက်ဘူးဆိုရင်ကွာတယ်လို့ပြောရခက်တယ်။စာနဲ့တော့ခွာလို့တော့ရတာပေါ့နော်။ အပြောနဲ့တော့ခွာလို့ရတယ်လုပ်ငန်းခွင်ကြတော့ဒီလိုမျိုးသမာဓိရှိမှတက္ကရာဒိဋ္ဌိဖြုတ်တယ်တက္ကရာဒိဋ္ဌိကွာတယ်ဆိုတာလေးကပြောမယ်ဆိုရင်အကျုံးဝင်တာပေါ့မဟုတ်ဘူးလားအဲဒီ32ခုထာသာကိုလည်းကာယဒွာရအတိုင်းယုတ်ကလနဲ့ပရမတ်တွေသိသိပြီးသွားပြီဆိုရင်ဂျန်နဲ့ဒေဇောကုထာသာ၄မျိုးတဲ့ ဒေဇောကုဋ္ဌသာ၄မျိုးမှာပါရည်လဲဆိုတော့တန်တပဏဒေဇောတဟဒေဇောဇေရဏဒေဇောပါစကဒေဇောရေလို့ရှိရဲ့အဲ့ဒီဒေဇောတွေကလည်းဘယ်ယုတ်ကလတည်းမှာရှုရမှာလဲဆိုရင်ဇေဝိတနောကကလစေတသာထကလဥဒုဇထကလအဟရဇထကလအဲ့ဒီကလအတွင်းမှာရှိတဲ့ဒေဇောတွေကိုဆိုလိုတာပါပဲဒေဇောတလွန်ခဲ့တယ်နော်ဒေဇောဒေဇောကုဋ္ဌသာ၄မျိုးဆိုတာ အဲ့တော့တန်တပ္ပဏတေဇောဓဟတေဇောသူတို့တွေကတော့ဒီယုတ်ကလတ်တွေကို6ဒွါရ32ကုဋ္ဌာသမာတာလိုက်ရှုလိုက်တဲ့အချိန်ကကြတော့ပူသောယုတ်ကလတ်တွေကိုသာအာယုံယူတဲ့ခေပြည့်များယူရခန့်ရင်ဖျားမှုတဲ့အချိန်ခါလေးကိုအာယုံယူတဲ့ပိဿုပန်တဲ့တဲ့ဖျားတာနဲ့ရှုတဲ့အချိန်လေးနဲ့ဆုံရင်တော့သိကောင်းတော့ဗောနော်အဲ့ဒီတော့ ကိုရှုတဲ့အချိန်နဲ့ကိုကကျမ်းမာရင်ကောင်းနေတယ်ဟိုဖြားတဲ့အချိန်နဲ့အလှမ်းဝေးနေတယ်ဆိုရင် ပြန်လီပြီးတော့အာယုံယူရတာနည်းနည်းခက်ခဲရှိကျင်လည်းရှိလိမ့်မယ်ပြန်လီပြီးတော့အမှန်ရတယ်ဆိုရင်စိတ်ရဲ့သဘောတွေပါပဲအဲ့ဒီအချိန်ခါကြလို့ရှိရင်အဲ့ဒီဒီတေဇောကုဋ္ဌာသားတွေရှုရတာလွယ်ကူလိမ့်မယ်ရှုတဲ့ဆိုတဲ့ပြန်အာယုံယူတဲ့နေရာမှာတန်တပ္ပဏတေဇောဆိုတာတရက်ချံဖြားတဲ့တရက်ချံဖြားဆိုတာကဒီနေ့ဖြားတယ်နောက်နေ့ မတတ်တာဘူးနှုတ်နေကိုဒီအဖျားကူးသွားတယ်ကိုပူတဲ့အချိန်ခါလေးကိုအဲ့ဒီအချိန်ခါလေးကိုယူပြီးတော့၆ဒွါရ32ခုထာတာဒီဒွါရအလိုက်ပေါ့ခုထာတာမှာဓာလေးပါသိမ့်စီပြီးခုနရနိုင်တဲ့ဇီဝိတနုက ကလတွင်ရှိတဲ့တေဇောစေတ္တဇာထကလတွင်မှာရှိတဲ့တေဇောဥဒ္ဒဇာထကလတွင်မှာရှိတဲ့တေဇောအာရဇာထကလမှာတွေ့ရှိတဲ့တေဇောတွေကိုလိုက်ရှုတာဘုပဲဆိုလိုတာ ပြီးသွားတော့နောက်ပြီးတော့ဓဟတိဇောတဲ့ငှက်ဖြားတို့လိုငှက်ဖြားကြတော့ပို့ပြီးတော့ပြင်းထန်နေရိုးရိုးဖြားနေမတူနော်ငှက်ဖြားပြမှုတဲ့သူတွေရှိကောင်းရှိနိုင်တယ်နော်မေးလောက်အောင်မျောလောက်အောင်သူရဲ့အပူချိန်ကပြင်းထန်တာတွေရှိတယ် အဲ့ဒီတော့အဲ့ဒီအချိန်ခါလေးဖျားဖူးတဲ့သူတွေရှိလားမရှိဘူးလားအဲကိုကိုလှဲ့ကြလို့ရှိရင်အထုတ်တဲ့အချိန်ခါရောက်ပြီအဲ့ဒါဟတေဇော ပြန်အာယုံယူလို့ရလားမရဘူးဆိုရင်လည်းထားမယ်ဆိုရင်လည်းထားလို့ရပါတယ်ဒီဥစ္စာတွေနောက်တစ်ခုတော့ဇေရဏတေဇောဆိုတော့ပုဂ္ဂိုလ်တ attva တဦးတယောက်ကာယကံရှင်ကိုဒီဇေရဏတေဇောကအိုစေတယ်ရင့်ကျက်စေတယ်ဆွေးမြေ့စေတယ် ရှိလည်းမကောင်းဘူးမရှိလည်းမကောင်းဘူးဆိုတဲ့သဘောတွေပါပဲမရှိရင်လည်းတက်အသက်ကမရှင်နိုင်ဘူးမရက်တည်နိုင်ဘူးရှိတော်လည်းပဲတဲ့ပုဂ္ဂိုလ်သတ္တဝါတွေအပေါ်မှာသူကရင့်ကျက်စေတယ်အိုမင်းစေတယ်ဆွေးမြင့်စေတယ်တနေ့နဲ့တနေ့ကြည့်လိုက်တဲ့ခါကျတော့နောက်ဆုံးလို့ပြန်မပြေရှိကိုသာအိုမင်းဆိုသလိုပဲနေ့စဉ်နဲ့အမြနုပြိုတဲ့ဘက်ကိုမသွားပဲနဲ့ရင့်ကျက်တဲ့ဘိုင်းတွေကိုပဲတာဆူပြီးသွားနေတယ်မဟုတ်ဘူးလား ဒီစိရဏဒေဇောရဲ့စွမ်းအားလည်းပါတော့ဗောအဲဒီစိရဏဒေဇောကြတော့အမြဲရှိနေတဲ့အမြဲဓာတ်ကြီးလေးပါးထဲမှာ ပါဝင် ဖြစ်နေတဲ့ဒီကလတ်ထဲမှာဒီယုတ်ကလတ်တွေထဲမှာရှိတဲ့ဒေဇောတွေပါပဲရိုးရိုးဒေဇောတွေပြောခဲ့တဲ့6တော်ရအတွင်းမှာရှိနေတဲ့ယုတ်ကလတ်တွင်ရှိတဲ့ဒေဇောဆိုရင်သူလည်းပဲဇီဝိတနမကကလတ်တွင်ရှိတဲ့ဒေဇော စေတ္တဇာထက္ကလတွင်ရှိတဲ့တေဇောဥဒ္ဒဇာထက္ကလတွင်ရှိတဲ့တေဇောအာရဇာထက္ကလတွင်ရှိတဲ့တေဇောအဲ့ဒီကလတ်၄မျိုးထဲမှာရှိတဲ့တေဇောတွေကိုလိုက်ပြီးတော့ရှုယုံပါပဲသူကတော့အထူးမဟုတ်တော့ပါဘူးရှုခဲ့ပြီးသားတေဇောတွေပါပဲအဲဒီတေဇောကုထာတ္တနဲ့ပတ်သက်ပြီးတော့ဒါကိုတော့ဒီကြားထပ်ရှုရင်လည်းရှုပေါ့နော်သူ့အလှကြလို့ရှိရင်အချိန်ရောက်လို့ရှိရင်ပေါ့ အချိန်ရောက်ပြီဆိုရင်လည်းဒါရှုရမယ်ပိုင်းရောက်ပြီဆိုရင်လည်းခက်သလားဆိုတော့မခက်တော့နေ့စဉ်နဲ့မြတ်သမာဓိထူထောင်တာနဲ့ယုတ်ကလတွင်နဲ့နေခဲ့တာနဲ့ဆိုရင်တော့အသိဉာဏ်လေးတွေထည့်ပေးလိုက်ရုံပဲအသိဉာဏ်ဆိုတာလည်းပရိယတ်တိဆိုတဲ့အသိဉာဏ်လေးတွေနဲ့ဆရာရဲ့အကူအညီလေးတွေနဲ့ဒီလိုမျိုးအကူအညီပေးလိုက်မယ်ဆိုလို့ရှိရင်ယောဂီကရှုလို့မှတ်လို့ရသွားတာပဲနောက်ပြီးတော့ပါစကတိဇောတဲ့ ပါစကဒေဇောဆိုတာဇိဝိတနမကကလတွင်ရှိတဲ့ဒေဇောကိုဆိုလိုတာပဲဇိဝိတနမကကလကလည်းခန္ဓာကိုယ်အနှံ့ပြားမှသူကလည်းရှိတာပဲအဲအဲ့ဒီတော့အနိကဆုံးကိုတော့သူ့ကိုစသိရတာဇိဝိတနမကကလစားမြုပ်လိုက်တဲ့အာဟာရကိုဓာလိပသိမ့်စီလိုက်တဲ့အခါကျတော့ယုတ်ကလအမုံနေကြီးပဲအဲ့ဒီယုတ်ကလအမုံတွေက အစာဟာရမှဖြစ်တဲ့ယုတ်ကလအမုံဖြစ်တဲ့အတွက်ကြောင့်သူတို့ကမကြည်မုံဥဒုဇယုတ်ပဲ အကယ်၍များအစာအိတ်ဖြစ်တဲ့အသားပိုင်းကိုပါဓာလီပါအာကာသယုတ်ကလပိုင်းခြားယူလိုက်မယ်ဆိုရင်ပတာရယုတ်တွေပါပါလာတတ်တယ်။ယခုစားလိုက်တဲ့အာဟာရကိုသာလျင်ဓာလီပါသိမ့်စီလိုက်တော့ဥဒုဇာယုံမကြည်မုံ။အဲ့ဒီမကြည်မုံကတော့ဥဒုဇာယုတ်ဓာခွဲလိုက်တော့ရှင်မျိုးရှိတယ်ပထုရဘောတေဇောဝါယောဝဏကန္နာရတဩဇာအဲ့ဒီဩဇာကိုအစာအိမ်နိုင်ငံဝန်းကျင်မှာရှိတဲ့ဇီဝိတနဝကကလတွင်ရှိတဲ့တေဇောဖြစ်တဲ့ပါစကဝမ်မီ ပါစကတေဇောကလောင်ကျွမ်းလိုက်တဲ့အချိန်ခါကျတော့အဟရဇာယုတ်တွေထင်ရှားဖြစ်ပေါ်လာတယ်။ယောဂီရဲ့အသိဉာဏ်ထဲမှာလည်းပဲသားစဉ်မြင်ဆက်တခါတည်းယုတ်ကလက်တွေဆင့်ကဲဆင့်ကဲပွားသွားတာ၆ဓာရပြန့်နှံ့ပြီးတော့အဟရဇာယုတ်တွေပြန့်သွားတာလည်းတွေ့လိမ့်မယ်။ဘယ်သူကချက်လိုက်တာလဲဆိုရင်ဒီပါစကဝံမီပါစကတေဇောဇီဝိတနုကကလက်တွင်ရှိတဲ့တေဇောပဲ။အဲဒါတွေလည်းပဲနောက်လိုက်ရှိသွားတာပါနော်။ အဲဒါကတော့တိဇောကုဋ္ဌသာ၄မျိုးနောက်ပြီးတော့ဝါယောကုဋ္ဌသာ၆မျိုးတဲ့၄၂ကုဋ္ဌသာအကြောင်းပြောနေတယ်နော်ဝါယောကုဋ္ဌသာ၆မျိုးကြတော့ဥက္ကံနဲ့ဥထင်ကမဝါဒာတဲ့ဥထင်ကမဝါဒာဒေါကမဝါဒာကုသိတယဝါဒာကုဋ္ဌသယဝါဒာအင်္ဂမင်္ဂနုတာရိနောဝါဒာအတ္တတပတ္တသောဝါဒာတဲ့၆မျိုးတဲ့ ဝါယောကုထာတာ6မျိုးဥဋ္ဌင်္ဂမဝါဒဆိုတာအထက်သူဆန်သောလေအထက်သူဆန်သောလေကိုသိဖို့ရန်အတွက်လုပ်ငန်းခွင်က နောက်တကြော့ပြန်လီပြီးတော့အလုံးနာပြီးတော့ပြန်အားထုတ်မယ်ဆိုသမာဓိပြန်ထူထောင်ဒါပဲရှိတယ်။သမာဓိထူထောင်5မိနစ်10မိနစ်တော့မှသမာဓိထူထောင်သမာဓိမှထားပြီးတော့မိမိရဲ့လက်ဘင်းကိုညံနဲ့ခြုံငုံပြီးတော့လေးပြုံကိုအာယုံယူလေးပြုံကိုညံနဲ့ဖြောက်ပြီးလေးကိုတိကျအာယုံယူလိုက်မယ်ဆိုရင် ဩဒင်္ဂမဝါဒအသိဉာဏ်ကထဲထားတော့အထက်သို့ဆန်သောလေဆိုတော့အထက်ကို လေတွေကအပေါ်ကိုရှင်ပြီးတော့တက်နေတဲ့လေကို တွေ့လိမ့်မယ်။အဲ့ဒီလေတွေ့ပြီဆိုရင်အဲ့ဒီလေမှာဓာလီဘာအာဂတတယုတ်ကလပိုင်းခြားယူယုတ်ကလအမုံနေကြီးပဲ။အဲ့ဒီမှာလည်းပဲဇိဝိတနမောကကလယုတ်တွေကိုသိမ့်စီမယ်။နောက်ပြီးတော့ရနိုင်တဲ့ယုတ်တွေကိုသိမ့်စီမယ်။ စေတဇာထက်ကလာဥဒုဇာထက်ကလာအရဇာထက်ကလာဒါတွေပဲသိသိမယ်ခုနတေဇောကုဋ္တသမရနိုင်တဲ့ကလတ်တွေပဲနော်သူကြတော့နောက်ပြီးတော့အထောကမဝတ္တာဆိုတော့ညံကို အောက်ဘက်ကိုလှည့်လိုက်တာပဲအောက်ဘက်ကိုစုံဆင်းတယ်ဆိုတော့အောက်ဘက်ကိုစုံဆင်းတဲ့လေကိုသိရလိမ့်မယ်ဒုနိတုပဲအဲ့ဒီလေမှလည်းတလိပါအာဂတတယုကလပိုင်းခြားယူပြီးခုနပြောလိုက်တဲ့ကလတ်၄မျိုးကိုပရမညာမြင်ဆိုင်အောင်သိသိ ကပ်ပြီးသွားပြီဆိုရင်ကုတ်စီတရားဝါဒာတဲ့ဝန်ကောင်းနေမှရှိတယ်ကုဋ္ဌသာအပြင်မှာဥကုဋ္ဌသာရဲ့ဥကုဥကုဋ္ဌသာရဲ့အပြင်မှာရှိတယ်လေပေါ့နော်အဲ့ဒီတော့အာယုံယူပြီးတော့လေကိုပဲသိကြအာယုံယူလိုက်တဲ့ခါကျတော့လေဆိုတဲ့အာယုံရလိမ့်မယ်ဓာလီပါအာဂတတ္တယုဂလပိုင်းခြားယုဂလမုံတွေကြီးပဲခုနပြောလိုက်တဲ့ကုဋ္ဌသာ၄မျိုးအာယုံယူပရမဉ္ဇဉ်မြင်ဆိုင်အောင်သိသိ အဲ့ဒီမှာလဲဝါယောဓာတ်ဆိုတာပါတယ်နော်။ကဲပြီးသွားပြီဆိုရင်ကုဋ္ဌတရားဝါတာတဲ့။ဥအတွဲမှရှိတဲ့လေ။ဥကိုအာယုံယူလိုက်။အဲ့ဒီဥကို အသိဉာဏ်နဲ့ဖြောက်ပြီးတော့လေကိုသိကြအာယုံယူရင်လေရရတယ်။အဲ့ဒီလေမှလဲဓာတ်လေပါအာဂတတယုဂလပိုင်းခြားယုဂလမုံတွင်ကြီးပဲ။ညွန်ကြားထားတဲ့ဇိဝိတနဝကကလ စေတဇာထက္ကလာဥဒုဇာထက္ကလာအာရဇာထက္ကလာဆိုတဲ့ဒီကလတ်တွေကိုသိစီရမယ်ရနိုင်တဲ့ပရမတ်တွေနော်နောက်ပါလဲဆိုတော့အင်္ဂမင်္ဂအနုတာရိနောဝတာတဲ့အင်္ဂမင်္ဂအနုတာရိနောဝတာဆိုတာကိုယ်အင်္ဂကြီးငယ်အကျော်တွင်မှာရှိတယ်လေဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးကိုအာယုံယူပြီးတော့ လေကိုယ်သာတိကြအာယုံယူလိုက်မယ်ဆိုရင် လေတွေကြီးပဲတိကြအသိဉာဏ်နဲ့မှထင်မယ်အဲ့ဒါလည်းပဲဓာလေးပါအာဂတတယုဂလပိုင်းခြားယူရနိုင်တဲ့ယုဂလတွေကိုသိသိပြီးသွားတဲ့ခါကျတော့အတ္တတပတ္တသောဝါတာတဲ့ဝင်သက်တို့သက်ဝင်လေထွက်လေတဲ့အဲ့ဒီလေကိုသိဖို့ရန်အတွက် ရှိဥစွာဘဝေမနောจิตသိသိရမယ်တဲ့ဝင်သက်ထွက်သက်ဝင်လေကိုဖြစ်စေလိုတဲ့စိတ်ထွက်လေကိုဖြစ်စေလိုတဲ့စိတ်စိတ်ကလေးကိုတတိထားလိုက်တဲ့အခါကျတော့ဘဝေမနောจิตမှာတည်ရည်ဖြစ်သွားတဲ့လေပင်ကြောင်းတောင်းလျှောက်ကိုအာယုံယူကြည့်လိုက်လို့ရှိရင်ဒီစိတ်ကြောင့်ဖြစ်တဲ့ဒီလေအာယုံတွေမှာယုတ်ကလအမှုံတွေထင်ရှားဖြစ်ပေါ်လာလိမ့်မယ်စိတ်တစားယုတ်တွေစေတသာယုတ်တွေစေတသာအထက်ကလတွေမကြည်သောယုတ်ကလတွေတက်ခွဲမဲ့ဆိုရင်ရှင်းမျိုးရှိတယ် အတန်တစ်ခုထည့်ရမယ်ဆိုတော့အဲ့ဒီစိတ္တဇာအထက်ကလတ်တွင်မှရှိတဲ့ပထဝီဓာတ်ရေလေပြုံညောင်းတောက်ချောင်းမှရှိတဲ့ယုတ်ကလတ်တွင်မှရှိတဲ့ပထဝီဓာတ်တို့ရေပုချုပ်ထိခိုက်မှုကြောင့်အတန်ဆိုတာအသက်ရှူသင်တစ်ခုထည့်ရဒါရုပ်အစစ်တွေပါပဲကပ်ပြီးသွားတဲ့အခါကျတော့လဟုတ္တမုဒ္ဒတာကမဉ္ဇန္တာတွေပါလှည့်ပြီးတော့ရုပ်အတုတွေပါကပ်ပြီးတော့သိမ်းဆီလို့ရတယ်ဒါလည်းပဲအဲ့ဒီစိတ်စကားကလမ်းမှာအသက်ရှူတဲ့နေရာမှာပေါ်ပါမှုတွေနူးညံ့မှုခန့်ညံ့မှုဆိုတဲ့ ဒီစိတ်ရစာအထက်ကလယုတ်ကလအမှုံမှသာလေဒီယုတ်အတုတွေကို အသိဉာဏ်လေးရှင်ပြီးတော့ဒါလေ့ကျင့်ရတယ်ဆိုတော့အဲဒီတော့တေဇောကုဋ္ဌသာက၄မျိုးဝါယောကုဋ္ဌသာက၆မျိုး32ကုဋ္ဌသာ ပေါင်းလိုက်တော့42ကုဋ္ဌသာအဲဒီ42ကုဋ္ဌသာဓကမထံအခြေနီးတဲ့ရှေးဥပိုင်းက6ဒွါရကတော့ဓကမထံအခြေနီး ဒါယုတ်ကမထန်နဲ့ပတ်သက်လို့ဂျန်တဲ့လက်ကျန်လေးတွေကတော့ယုတ်ကမထန်လက်ကျန်လေးကတော့နောက်နေမှာပဲပြောကြရအောင်နော်ပြုလုပ်ခဲ့ကြတဲ့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုစုပေါင်းဆောင်ရွက်ခဲ့ကြတဲ့ကောင်းမှုအစုစုတွေဗုဒ္ဓသာသနာစည်းတံတိတ်တူ၃ချိန်ရွတ်ဆိုတာဓုခေါ်၍ရုပ်သိမ်းကြပါကုန်သော